ဆရာကျူးဒီဆရာကျူးဒီဆရာနေမကောင်းဘူးဆိုတော့အဲ့ဆရာပြောထားတဲ့ site ပေါ့နော်ကျွန်တော်အစတော့အဆန်မပါဘူးအဆန်ပါတယ်စီပေါင်းကြီးမပါဘူးပေါ့အဆန်ကအလေတိုင်းပဲပါတယ်ထိပ်စီးမပါဘူးဆရာပို့လိုက်တော့ကျွန်တော်ပို့ပြီးတော့ကြိုက်သွားတာပေါ့နော်ပို့ပြီးတော့ကြိုက်သွားတယ်ဆိုတော့ကျွန်တော်ဟိုရိုက်ချင်တာလေဆရာနဲ့ဒီလို site လေးတွေပဲပေါ့နော်ဒီလို site လေးတွေပဲရိုက်ချင်တာ ဟိုတော့ရှင်းရှင်းချင်းနဲ့စာရင်ပေါ့နော်။တော့ရှင်းရှင်းချင်းနဲ့စာရင်သူတော်နေတဲ့အနေထားလေးကိုကျွန်တော်ရရတယ်လို့မစိုးဘူးလို့ပြောမှာပေါ့ဗျာ။မစိုးဘူးလို့ပြောမှာပေါ့။ကျွန်တော်တို့အဲဒီအပေါ်လာခဲ့တဲ့ဆရာ site ကိုနောက်မှခွာဖြစ်ပြီးတော့ဒါဒီ site အပေါ်လာတဲ့ site ကလည်းဟိုဆရာတီးပြီးလား site ဖြစ်နေဆိုတော့နော်။ဆရာ site ဖြစ်နေဆိုတော့ကြာပြီးဆရာမောင်မြတ်ဒီမင်္ဂလာပါကျွန်တော်ကဒီမှာဒီသုံးလုံးမောင်ကြီးဒီတုံညနော်။363သုံးလုံးမောင်ကြီးဒီတုံည363သုံးလုံးမောင်ကြီးဒီတုံည ဒီတခုသုံးလုံးပေါင်းကြီးဒီနှစ်ပေါ့နော်သုံးညနှစ်ပေါ့ဆောက်ခွန်ဆောက်သုံးလုံးပေါင်းကြီးဒီကိုပေါ့နော်သုံးညနှစ်ကိုသုံးည6နှစ်သုံးလုံးပေါင်းကြီးဒီရှစ်ပေါ့နော်သုံးလုံးပေါင်းကြီးဒီရှစ်6နှစ်ကသုံးလုံးပေါင်းကြီးဒီသုံးပေါ့နော်ဒီမှာလဲ6ငါးနှစ်သုံးလုံးပေါင်းကြီးဒီကျွန်တော်တို့သုံးပေါ့နော်6ငါးနှစ်သုံးလုံးပေါင်းကြီးဒီသုံးကျွန်တော်ဟို6ကနေသွားပါဆိုတော့လေ6ကနေသွားပါဆိုတော့6ကနေသွားမယ်ဆိုတာကဒီထေစီရရင်အလဲတိုင်းဆိုတဲ့ site ကထေစီရရင်အလဲတိုင်းဆိုတဲ့ site ကအဲဒါဒီတိုင်းသိနေပါပေါ့နော်ကျွန်တော်ပြခဲ့တဲ့ ဒါပြီးခဲ့တဲ့ပရမလိုက်မှာပြခဲ့တယ်သုံးလုံးပေါင်းကြီးဒီ6 6ပါပါနှလုံးပေါင်းကြီး1ပေါ့နော်သုံးလုံးပေါင်းကြီးဒီ6 6ပါပါနှလုံးပေါင်းကြီး1ပေါ့သုံးလုံးပေါင်းကြီးဒီ4 4ပါပါနှလုံးပေါင်းကြီးဒီ9ပေါ့နော်ဒီသုံးလုံးပေါင်းကြီးဒီ6 6ပါပါနှလုံးပေါင်းကြီးဒီ1ပေါ့နော်ဒီသုံးလုံးပေါင်းကြီးဒီကျွန်တော်တို့ကအခုဒါ6ထိတ်ထည့်ထားတယ်ပေါ့နော်သုံးလုံးပေါင်းကြီးဒီ3 3ကိုနှလုံးပေါင်းကြီးဒီ8ပေါ့နော်ကျွန်တော်အစခဲ့တဲ့ဒီပါဝါတွေကိုကင်မှာပေါ့နော်ဒီဘွဲမှာဟို organan ထုတ်တာမထုတ်တာထက်ပေါ့နော်ဒီဒီကနန်းကိုဒါကိုဒီပါဝါတွေကိုအဓိကကင်မယ်လို့စိတ်ကူးထားတာပေါ့နော် အတူကိုလိုက်တဲ့ခါကျတော့ဒီသုံးလုံးပေါင်းကြီးဒီတုံညာကို363သုံးလုံးပေါင်းကြီးဒီတုံညာပေါ့နော်363သုံးလုံးပေါင်းကြီးဒီတုံညာကိုကျွန်တော်တို့ကဒီမှာရှိခဲ့တဲ့နှလုံးပေါင်းကြီးဒီ9ငါတို့ကျွန်တော်တို့ဒီ9ခါလေးနဲ့ကျွန်တော်တုံညာလို့ထည့်လိုက်တာနော်တုံညာလို့ထည့်လိုက်ရောဒီမှာရှိခဲ့တဲ့410သုံးလုံးပေါင်းကြီးဒီ2ကိုကျွန်တော်တို့နှလုံးပေါင်းကြီးဒီ6 6ကိုကျွန်တော်တို့6ခါလေးနဲ့ကျွန်တော်တို့2လို့ထည့်လိုက်တာနော်6ခါလေးနဲ့2လို့ထည့်လိုက်တာဒီမှာကျွန်တော်တို့606သုံးလုံးပေါင်းကြီးဒီ9ကိုကျွန်တော်တို့နှလုံးပေါင်းကြီးဒီ4 4ကိုကျွန်တော်တို့9ခါလေးနဲ့ကျွန်တော်တို့9လို့ထည့်လိုက်တာနော်9လို့ထည့်လိုက်တာ ဒီမှာကျတော့ကျွန်တော်တို့၃၆နဲ့၃လုံးပေါင်းကြီးတွေ၈၈ကိုကျွန်တော်တို့နှလုံးပေါင်းကြီးတွေ၄၄ကိုကျွန်တော်တို့၄နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့၈လို့ထည့်လိုက်တာเนาะ၈လို့ထည့်လိုက်တာဒီမှာကျတော့ကျွန်တော်တို့၆နဲ့၅၃လုံးပေါင်းကြီးတွေ၃၃ကိုကျွန်တော်တို့နှလုံးပေါင်းကြီးတွေ၆၆ကိုကျွန်တော်တို့၇နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့၃လို့ထည့်လိုက်တာเนาะ၃လို့ထည့်လိုက်တာဒီမှာကျတော့ကျွန်တော်တို့၆၅နဲ့၃လုံးပေါင်းကြီးတွေ၃၃ကိုကျွန်တော်တို့ဒီမှာကနှလုံးပေါင်းကြီးတွေ၂နှစ်ကိုကျွန်တော်တို့ဒီခါတိုင်းနဲ့မှာကျွန်တော်တို့၃ရှိမယ်ပေါ့เนาะဒီခါတိုင်းနဲ့မှာ၃ရှိမယ်ဆိုတော့ဒီခါပေါ့เนาะဒါက ဒီအလုံးချင်းယူတဲ့ခါမှာတော့ဒါအဲ့ကြောက်လေးနေရာတိတ်မပြောပါတော့ဒီပေါ့နော်ကြောက်လေးနေမပြောပါတော့ဒီဘာလဲတော့ဟိုဆရာခီဦးပိုးတဲ့ဆိုင်နဲ့တွဲကြည့်လိုက်တဲ့ခါကျသူကတော်တော်လေးကိုကောင်းနေပေါ့ဗျာနော်ဟိုလိုပြောပါဆိုတော်တော်လေးကိုရတာရှိတယ်ပေါ့နော်အဲ့လိုပုံစံနဲ့အဲ့ဒီမှာလည်းကျွန်တော်တို့ဒါဟိုခွဲတဲ့သဘောပါပဲအဓိကတော့နော်ဒီငါးထိပ်ငါးထိပ်စီကိုကျွန်တော်တို့ question နဲ့ပေါ့လို့ရှိရင်ကျွန်တော်တို့ ားထိတ်ကို wash နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့၃လို့ဖြစ်တာเนาะငားထိတ်ကို wash နဲ့ပေါင်းလို့ရှိရင်၃လို့ဖြစ်တာငားထိတ်ကိုကျွန်တော်တို့ဝါခွန်နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့၂လို့ဖြစ်တာเนาะဒါကကျွန်တော်တို့၃ထိတ်ကိုကျွန်တော်တို့ဂွား30နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့၃လို့ဖြစ်တာเนาะဒီမှာ၃ညထိတ်ကိုကျွန်တော်တို့ဂွား3နဲ့ပေါင်းလို့ရှိရင်၃လို့ဖြစ်တာเนาะ၃လို့ဖြစ်တာဒီမှာလည်းကျွန်တော်တို့၈ထိတ်ကိုကျွန်တော်တို့ဂွား6နဲ့ပေါင်းလို့ရှိရင်၈ထိတ်ကိုကျွန်တော်တို့ဂွားပေါင်းခြင်း6နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့ခွန်လို့ဖြစ်တာဒီမှာကျွန်တော်၆ထိတ်ကို 1နဲ့ပေါင်းလို့ရှိရင်6ထိပ်ကို1နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့8လို့ဖြစ်တာเนาะ8လို့ဖြစ်တာ6ကက် site ဒီပေါ့เนาะ6ကက် site ဒီပေါ့အဲ့ဒီမှာကျွန်တော်တို့အဲ့3ဖြစ်သွားတဲ့ခါမှာเนาะဒီ9ထိပ်လေးကိုကျွန်တော်တို့ခွာပေါင်းချင်း8နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့3လို့ဖြစ်တာအဲ့3လို့ဖြစ်တာ ਨੇ တစ်ပြိုင်နဲ့ခုနကဒီ3လုံးပေါင်းကြီးဒီ3ညဒီ3ညကို8နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့8လို့ဖြစ်တာ3ပါပါ8လို့ဖြစ်တာဒီ9ထိပ်စီးလေးကိုခွာ9နဲ့ပေါင်းလို့ရှိရင်2 2ကိုကျွန်တော်တို့ sorry 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 ဒါကျွန်တော်တို့ထေးစီးလဲမဟုတ်ဘူးရှင်းပေါင်းခြင်းလဲနော်ခုနကဘာဒီ၅ထေးလေးကိုဘာပေါင်းခြင်း၈နဲ့ပေါင်းလို့ရှိရင်၃လို့ဖြစ်တာနော်အဲ့ဒီ၃ကိုကျွန်တော်တို့ဒီမှာ၅ထေးစီးလေးနော်၅ထေးစီးလေး၅ထေးစီးလေးကိုကျွန်တော်တို့ရှင်းတဲ့လုံးပေါင်းရင်၃နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့၈လို့ဖြစ်တာနော်ရှင်းမရှိလို့ဖြစ်တာဒီမှာကျွန်တော်တို့၅ထေးစီးလေး၅ထေးစီးလေးကိုဘာ9နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့၂လို့ဖြစ်တာအဲ့ဒီကိုကျွန်တော်ဒီမှာက၃ထေးစီးလေးနော် အဲ့ဒီသုံးထိပ်စီလေးကိုဒီမှာရှိခဲ့တဲ့သုံးထိပ်စီလေးကိုကျွန်တော်တို့ကွာရှင်းလင်းပေါင်းကြီး၄နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့2ပါပါခွန်လို့ဖြစ်တာဒီမှာသုံးထိပ်စီလေးသုံးထိပ်စီလေးကိုကွာ30နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့သုံးလို့ဖြစ်တာအဲ့ဒီသုံးကိုကျွန်တော်တို့ဒီမှာကဒီမှာကကျွန်တော်တို့၃ညထိပ်လေးနော်၃ညထိပ်လေး၃ညထိပ်လေးကိုကျွန်တော်တို့ရှင်းလင်းပေါင်းကြီး၈နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့ရှင်းလို့ဖြစ်တာ၃ပါပါရှင်းလို့ဖြစ်တာဒီမှာ၃ညထိပ်၃ညထိပ်ကိုကွာ၃နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့သုံးလို့ဖြစ်တာ အဲ့တုံးကိုကျွန်တော်တို့ဒီမှာက city စီလေး city စီလေးကိုကျွန်တော်တို့ရှင်းနှုံးပေါင်းရင်း30နဲ့ပေါင်းလို့ရှိရင်3ပါဝါ8လို့ဖြစ်တာเนาะ3ပါဝါ8လို့ဖြစ်တာဒီမှာကျွန်တော်တို့6 city စီလေး6 city sorry city စီလေး city စီလေးကိုဝါ9နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့9လို့ဖြစ်တာအဲ့ဒီ9ကိုကျွန်တော်တို့ဒီမှာက6 city စီလေး6 city စီလေးကိုရှင်းနှုံးပေါင်းရင်း6နဲ့ပေါင်းလို့ရှိရင်9ပါဝါ2လို့ဖြစ်တာခွန်ပါပါနှစ်လို့ပြောတာအခုဒီမှာက6တိစီလေး6တိစီလေးကို1နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့8လို့ဖြစ်တာ အဲ့ရှိကိုကျွန်တော်တို့ကဒီမှာ6ထည့်စီ6ထည့်စီကိုရှင်းသလုံးပေါင်း9နဲ့ပေါင်းလို့ရှိရင်3လို့ဖြစ်မယ်เนาะ6ထည့်စီကိုရှင်းသလုံးပေါင်း9နဲ့ပေါင်းလို့ရှိရင်3လို့ဖြစ်မယ်အဲ့ကျတော့ကျွန်တော်တို့8ပါဝါ3เนาะ3ပါဝါရှိ2ပါဝါ9 3ပါဝါရှိ3ပါဝါရှိ9ပါဝါ2 8ပါဝါ3သူကထည့်စီမပါသေးဘူးတစ်လေတိုင်းနဲ့တစ်ခါနဲ့ရှင်းသလုံးပေါင်းရင်9เนาะတစ်လေတိုင်းတစ်ခါနဲ့ရှင်းသလုံးပေါင်းရင်9เนาะရှင်းသလုံးပေါင်းရင်9အရှင်းသလုံးပေါင်းရင်9ကိုတစ်လေတိုင်း နဲ့ရှင်းပေါင်းညွန့်ခွန်နော်ဒီလိုနဲ့ရှင်းပေါင်းညွန့်ခွန်ဖြစ်သွားပြီရှင်းပေါင်းညွန့်ခွန်ဖြစ်သွားတဲ့အခါမှာကျွန်တော်တို့ခုနယူခဲ့တယ်ကျွန်တော်တို့ဒီနှလုံးပေါင်းကြီးဒီငါငါ့ကိုကျွန်တော်တို့ wash နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့သုံးလို့ဖြစ်တာနော် wash နဲ့ပေါင်းလို့ရှိရင်သုံးလို့ဖြစ်တာနှလုံးပေါင်းကြီးဒီငါနဲ့သုံးနဲ့ပေါင်းလို့ရှိရင်ရှစ်ရှစ်ကိုကျွန်တော်တို့ခွန်နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့ငါလို့ဖြစ်တာနော်နှလုံးပေါင်းကြီးဒီခွန်ခွန်ကိုကျွန်တော်တို့ဝါ30နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့ခွန်လို့ဖြစ်တာနော်နှလုံးပေါင်းကြီးဒီ6 6ကိုကျွန်တော်တို့ဝါ3နဲ့ပေါင်းလို့ရှိရင်9လို့ဖြစ်တာနော် အခါတော့ evolution ကိုတွေဖြစ်တာပေါင်းတာကတော့ခုကြမှာကိုကို ECG ပေါ့ဗျာနော်ကျွန်တော်ဟို live လွှင့်တဲ့ခါကျတော့အမြန်ပြောရတဲ့ခါကျတော့တလုံးရင်းလည်းဟိုရှင်းပြမနေတော့ဘူးပေါ့နော်အဲ့လိုပုံစံနဲ့ဒီမှာကျွန်တော်တို့နှလုံးပေါင်းကြီးဒီရှစ်ရှစ်ကိုကျွန်တော်တို့ဘွားကိုနဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့ခွန်လို့ဖြစ်တာနော်ဘွားကိုနဲ့ပေါင်းလို့ရှိရင်ခွန်လို့ဖြစ်တယ်ဒီမှာကျွန်တော်တို့နှလုံးပေါင်းကြီးဒီ6နဲ့6နဲ့ပေါင်းလို့ရှိရင်နှစ်နှစ်ကိုနှစ်နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့လေးလို့ဖြစ်တာနော်အဲ့ကျတော့3ခွန်ကိုခွန်လေး3599ခွန်လေးနော်3599ခွန်လေးခုနကကျွန်တော်ပြခဲ့တာက1ခန်းနဲ့ ရှေပေါင်းကျင်းခွန်နော်တခါနဲ့ရှေပေါင်းကျင်းခွန်ခုကကျွန်တော်တို့ထိတ်စည်းလဲပေါ့နော်ဒီနှလုံးပေါင်းကျင်းငါးကိုဂွားရှစ်နဲ့ပေါင်းလို့ရှိရင်သုံးလို့ဖြစ်တာအဲ့သုံးလို့ဖြစ်သွားတဲ့အခါမှာဒီသုံးလုံးပေါင်းကျင်းဒီ30 30ကိုကျွန်တော်တို့ရှစ်ထိတ်နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့ရှစ်လို့ဖြစ်တာသုံးပါပါကျွန်တော်တို့ရှစ်လို့ဖြစ်တာခုနကကျွန်တော်တို့စခဲ့တာလေရှင်းကန်းတက်ကနေစခဲ့တာနော်ဒီချိန်နဲ့ချိန်၃ချိန်၄ချိန်၅ချိန်၆ချိန်ပေါ့နော်ဒီမှာလည်းကျွန်တော်တို့ဒီချိန်နဲ့ချိန်၃ချိန်၄ချိန်၅ချိန်၆ချိန်မျိုးပေါ့နော်ဒီမှာကျွန်တော်တို့ နှလုံးပေါင်းခြင်း၅ကို question နဲ့ပေါင်းလို့ရှိရင်၃အဲ့၃ကိုကျွန်တော်တို့၃၆တဲ့၃လုံးပေါင်းခြင်းဒီ၃ညာ၃ညာကို၈ထိနဲ့ပေါင်းလို့ရှိရင်၈လို့ဖြစ်တယ်။၅နဲ့၃နဲ့ပေါင်းလို့ရှိရင်၈၈ကို9နဲ့ပေါင်းလို့ရှိရင်၅အဲ့ဒီ၅ဒီကျွန်တော်တို့ခွန်နှစ်လေးတစ်ခွန်သုံးလုံးပေါင်းကြီးဒီနှစ်နှစ်ကိုကျွန်တော်တို့၈ထိနဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့ပုံညလို့ဖြစ်တာ၅ပါပါပုံညဒီမှာကျွန်တော်တို့၈ထိနော်ဒီမှာကျွန်တော်နှလုံးပေါင်းကြီးဒီခွန်ခွန်ကို90နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့ခွန်လို့ဖြစ်တယ်အဲ့ဒီခွန်ကိုကျွန်တော်တို့၆ခွန်၆သုံးလုံးပေါင်းကြီးဒီကိုကိုကိုကျွန်တော်တို့ ုံထိန်နဲ့ပေါင်းလို့ရှိရင်နှစ်လို့ဖြစ်တယ်ခွန်ပါပါကျွန်တော်တို့နှစ်လို့ဖြစ်တာဒီမှာလုံထိန်နော်ဒီမှာကျွန်တော်တို့နှလုံးပေါင်းကြီးဒီ6 6ကိုကွာ3နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့6လို့ဖြစ်တာအဲ့ဒီကိုကျွန်တော်တို့လုံညာ6နှစ်လုံးလုံးပေါင်းကြီးဒီ8 8ကိုကျွန်တော်တို့6ထိန်နဲ့ပေါင်းလို့ရှိရင်9ပါပါ4လို့ဖြစ်တာနော်လုံးလုံးပေါင်းကြီးဒီ8 8ကို6နဲ့ပေါင်းလို့ရှိရင်4 9ပါပါ4လို့ဖြစ်တာဒီမှာနှလုံးပေါင်းကြီးဒီ8 8ကိုကွာ9နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့ခွန်လို့ဖြစ်တာအဲ့ဒီခွန်ကိုဒီမှာကကျွန်တော်တို့6 2 5လုံးလုံးပေါင်းကြီးဒီ တော့တော့ကျွန်တော်တို့ကိုထိနေပေါင်းလို့ရှိရင်နှစ်လို့ဖြစ်တာခွန်ပါဝါနှစ်လို့ဖြစ်တာအခုဒီမှာကနှလုံးပေါင်းကြီးဒီနှစ်နှစ်ကိုနှစ်နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့လေးဖြစ်သွားတယ်အဲလေးဖြစ်သွားတဲ့အခါမှာကျွန်တော်က36 65နှစ်เนาะ65နှစ်သုံးလုံးပေါင်းကြီးဒီ3 65နှစ်သုံးလုံးပေါင်းကြီးဒီ3ကို၄ပါဝါကျွန်တော်တို့ကိုဖြစ်ဖို့ရတဲ့6 ठी စီ၄ပါဝါကိုဖြစ်ဖို့ရတဲ့6 ठी စီเนาะ6 ठी စီဆိုတော့ကျွန်တော်တို့သုံးလုံးပေါင်းကြီးဒီ၄လုံးပေါင်းကြီးဒီ9၄ပါဝါကို9ကျွန်တော်ပြခဲ့တာက1ခါနဲ့ ရှင်းပေါင်းချင်းခွန်အခုကကျွန်တော်တို့6ထိပ်အဲ့ကြတော့ကျွန်တော်တို့6တိတွဲပေါ့နော်6တိတွဲဒီ site ကိုကျွန်တော်ကဒီအလုံးမှာကအဲ့လောက်ကြီးဒီဒီတက်လေလိုင်းလောက်ပဲကျွန်တော် soft bank ကလေးကရှင်းတွဲ power တွေကိုအဓိကကင်ပဲပေါ့နော် soft bank အဓိကကင်ပဲဒါပေမဲ့ဒီ site ကိုတကယ်လို့ဒီကနန်းနဲ့ပတ်သက်လို့ထွက်ခဲ့လို့ရှိကျွန်တော်ကိုကျေးဇူးတင်တယ်ဆရာရှင်းဦးဒီတာဝိုင်းပြီးတော့ကတော်လိုက်ကြနော်သူကအဓိကကျွန်တော်တို့ကနေတဲ့လမ်းကြောင်းမှာဟောသူတွေ့တာရောအဲ့သူတွေ့တာကိုကျွန်တော်ပြန်လိုက်ရတာ ဲ့လိုဖြစ်သွားတာနော်ပြန်လိုက်ရတယ်အဲ့လိုဖြစ်သွားတာဆောတော့ပိုင်းကျွန်တော်ပြောခဲ့တယ်ဒီဒုလုံးပေါင်းကြီးဒီ6 6ပါပါနှလုံးပေါင်းကြီးဒီဒုလုံးပေါင်းကြီးဒီ6 6ပါပါနှလုံးပေါင်းကြီးဒီဒုလုံးပေါင်းကြီးဒီ4 4ပါပါနှလုံးပေါင်းကြီး9ဒုလုံးပေါင်းကြီးဒီ6 6ပါပါနှလုံးပေါင်းကြီးဒီ1ဒါဒုလုံးပေါင်းကြီးဒီ3 3ဆိုရင်ဒုလုံးပေါင်းကြီးဒီ3 3ပါပါနှလုံးပေါင်းကြီးဒီ8ဆိုရင်61တွဲနော်61တွဲနောက်စီးဒီဘာပဲလို့လဲဝုံနာဝုံပြစ်လိုက်ပြန်နော်ဝုံနာဝုံပြစ်လိုက်သူကဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ပြီးခဲ့တဲ့ကပြောခဲ့တယ်ဒီ6ထိပ်ရဲ့9ထိပ်ရဲ့9ထိပ်ရဲ့9ထိပ်ရဲ့နော်ကျွန်တော်3ထိပ်ရဲ့ ုံညာထိပ်ရဲရှစ်ထိပ်ရဲเนาะအဲ့ဒီဒီမှာကတစ်ချိန်တစ်ချိန်၃ချိန်၄ချိန်၅ချိန်၆ချိန်တာ9ချိန်ထားလိုက်တော့เนาะ9ချိန်ထားလိုက်တော့6ချိန်တော့ပဲကျွန်တော်တို့သွားကျင်တာဟုတ်6ချိန်တော့ပဲသွားကျင်တာကျ6ချိန်နဲ့ခွာပြကြည့်တာပေါ့เนาะအဲ့လိုဖြစ်တဲ့အခါမှာကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကဒီ၃လုံးပေါင်းကြီးဒီ၅တုံးပုံညာ၃လုံးပေါင်းကြီးဒီ၈ဟာ sorry ၅တုံညာ၃တုံးပေါင်းကြီးဒီ၈အတုံညာတော့၃လုံးပေါင်းကြီးဒီ၈ကို၈နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့၆လို့ဖြစ်တာ။နော်၆လို့ဖြစ်တာ၅၃တုံညာ၃လုံးပေါင်းကြီးဒီ၈၈ကို9နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့၅လို့ဖြစ်တာ နော်3 4သုံးလုံးပေါင်းကြီးဒီငါငါကိုကျွန်တော်တို့ဂွား30နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့ငါလို့ဖြစ်တာနော်3ည6 6သုံးလုံးပေါင်းကြီးဒီ3ည6 6သုံးလုံးပေါင်းကြီးဒီနှစ်နှစ်ကိုကျွန်တော်တို့ဂွား3နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့ငါလို့ဖြစ်တာ8 3ည4 8 3ည6နော်8 3ည6သုံးလုံးပေါင်းကြီးဒီ4 4ကိုကျွန်တော်တို့4ကို6 7 10နောက်စီးစီး4ကို8 3ည6သုံးလုံးပေါင်းကြီးဒီ4ကို6နဲ့ပေါင်းလို့ရှိရင်ဂွား6နဲ့ပေါင်းလို့ရှိရင်3လို့ဖြစ်တာနော်63လုံး3လုံးပေါင်းကြီးဒီ8 63လုံး3လုံးပေါင်းကြီးဒီ8ကိုဂွား1နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့3ညလို့ဖြစ်တာ နော်6 6ကိုသုံးလုံးပေါင်းကြီးဒီ1သုံးလုံးပေါင်းကြီးဒီ1ကို ग्वा ခွန်နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့8လို့ဖြစ်တာပြီးတဲ့ဘက်ကကျွန်တော်တို့ ग्वा ခွန်မှာကျွန်တော်တို့ကနှစ်နှစ်ထိပ်5ဘိတ်နော်ပြီးတဲ့ဘက်ကကျွန်တော်တို့နှစ်ထိပ်5ဘိတ်ကျွန်တော်ပထမဆုံးလိုက်မှာပေါ့နော်နှစ်ထိပ်5ဘိတ်နဲ့၄ထိပ်3ဘိတ်နဲ့ပေါ့နော်3ဘိတ်ကြီးကတော်တော်လေးဘာဖြစ်သွားလဲဆိုတော့အဲအဲ့ဒီကောင်လေးပဲကျွန်တော်တို့တွားခဲ့တာဟုတ်ဒီ3လောက်ဘိတ်ကြီးဒီလောက်ကြီးဟော့နေတာပေါ့ပါပါမချင်းတာပေါ့ဗျာနော် အဲ့ဒီ653လုံး3ပုံညဒီ6ကကျွန်တော်တို့နောက်တစ်ပြိုင်မှာထားခဲ့လိုက်ဘူးသူကတော့နည်းနည်းအဖြစ်တည်တယ်နောက်ထပ်စက္ကန့်ကြီးနေဆိုဒီမှာ6ထိ6 6ထိစီပေါ့နော်6ထိစီဆိုရင်3လုံးပေါင်းကြီးဒီ2 2ကို4နဲ့ပေါင်းလို့ရှိရင်6အာ4နဲ့ပေါင်းလို့ရှိရင်6 6ထိ8ပေါ့နော်ဒါမှမဟုတ်ကျွန်တော်ဒီ ग्वा လေးကဟိုစဉ်းစားကြတိုင်ပဲလို့ဆိုတော့မပြောရဘူးနော်ဟုတ်ပြီကျွန်တော်တို့အဓိကသွားနေတာက653လုံး3ပုံည653လုံး3ပုံညနော်653လုံး3ပုံညအဲ့မှာကျွန်တော်တို့က9နှစ်မှာကျွန်တော်တို့က6နှစ်ကနေစမယ် စကန်းနဲ့ကနေစမယ်ဆိုတော့ကျွန်တော်တို့ကဒီဗရိတ်နှစ်ကိုတင့်နဲ့ပေါင်းလို့ရှိရင်ဗရိတ်နှစ်ကိုတင့်နဲ့ပေါင်းလို့ရှိရင်သုံးနော်သုံးကိုရှင်းနှလုံးပေါင်းရင်သုံးနဲ့ပေါင်းလို့ရှိရင်6လာပြီနော်ရှင်းနှလုံးပေါင်းသုံးနဲ့ပေါင်းလို့ရှိရင်6ဒီဗရိတ်ငါးကိုခွန်နဲ့ပေါင်းလို့ရှိရင်နှစ်နှစ်ကိုကျွန်တော်တို့ရှင်းနှလုံးပေါင်းရင်၄နဲ့ဟုတ်တယ်ဟုတ်တယ်နော်သူကဒီမှာက လုံးလုံးမောင်းကြီးဒီ3အဲဗရိတ်နစ်ကိုတင့်နဲ့ပေါလို့ရှိရင်3ကိုဒီ6ထိပ်စီနဲ့ပေါလို့ရှိရင်6ပါဝါ1ဒါဆရာကူဒီကဒီကောင်ကိုတွားလိုက်တာသူအဓိကအဲ့မှာသူတခါတည်းအချုပ်ပေါ်ပြီခုနကကျွန်တော်ပြောခဲ့တဲ့အချုပ်နဲ့ဒီကလာခဲ့ရတဲ့ဟိုကွက်တီဖြစ်သွားတာပေါ့နော်အဲ့လိုပုံစံနဲ့ဗရိတ်နစ်ကိုတင့်နဲ့ပေါလို့ရှိရင်3ကို6နဲ့ပေါလို့ရှိရင်1နော်ဗရိတ်ငါးကို9နဲ့ပေါလို့ရှိရင်2ကို6ထိပ်စီနဲ့ပေါလို့ရှိရင်3ညနော်ဗရိတ်တစ်ကို6နဲ့ပေါလို့ရှိရင်ခွန်ခွန်ကိုကျွန်တော်တို့ လုံးသေးစီနဲ့ပေါင်းလို့ရှိရင်၃ညနော်ပရိနစ်ကို၆၃ညကျော်ပရိနစ်ကို2နဲ့ပေါင်းလို့ရှိရင်၄နော်ပရိနစ်ကို2နဲ့ပေါင်းလို့ရှိရင်၄၄ကိုကျွန်တော်တို့6နဲ့ပေါင်းလို့ရှိရင်၃ညနော်6သေးစီနဲ့ပေါင်းလို့ရှိရင်၃ညပရိလေးကို9နဲ့ပေါင်းလို့ရှိရင်ကို9ကိုကျွန်တော်တို့9သေးစီနဲ့ပေါင်းလို့ရှိရင်8သုံးပါပါ8ပရိခွန်ကို2နဲ့ပေါင်းလို့ရှိရင်4ကိုကျွန်တော်တို့6သေးစီနဲ့ပေါင်းလို့ရှိရင်5အဲ့မှာကျွန်တော်တို့6သေးစီနော်6 5 3လုံး3တုံညာ 1033လုံး85 1033လုံး85 33လုံး5လုံးညအဲ့လိုရိုက်သွားတဲ့ခါကျတော့ तू က6ထိပ် CD တစ်ခုတည်းပါတာပေါ့နော်6ထိပ် CD တစ်ခုတည်းပါသေးတယ်လောစင်ပါတော့နော်ပါသေးတယ်သူ့မှာတော့ဒါခုနကတော့တားတဲ့ရန်ချောင်းပါပဲ तू ကအပေါ်ကကျွန်တော်ဆိုလိုချင်တဲ့အဖြစ်ပဲဒီအပေါ်မှာလည်းခင်းခဲ့ပြီဒီအပေါ်မှာလည်းပြီးခဲ့တဲ့ဘက်ကဒီကောက်ပေါင်းချင်းပေးခဲ့ပြီပေါ့နော်အဲ့ကောက်ပေါင်းချင်းပေးခဲ့လို့ခုချိန်မှာနည်းနည်းလေးစိတ်ဝင်စားတာ तू ကအဲ့ဒီမှာဆရာကြီးဦးကြီးကဒီနှလုံးဒီသုံးလုံးပေါင်းကြီးဒီ၈၃၅၃သုံးလုံးပေါင်းကြီးဒီ၈၈ကိုကျွန်တော်တို့ ီရှင်သလုံးပေါင်းရင်၃နဲ့ပေါင်းလို့ရှင်ကျွန်တော်တစ်လို့ထည့်တာဆိုပြန်ပြီးတော့နော်တစ်လို့ပြန်ထည့်တာနော်ဒီမှာလည်းကျွန်တော်တို့၃၃၃ညာ၃လုံးပေါင်းကြီးဒီ6 6ကိုကျွန်တော်တို့ရှင်သလုံးပေါင်းကြီး၄နဲ့ပေါင်းလို့ရှင်ကျွန်တော်တို့၃ညာလို့ထည့်တာနော်ဒီမှာလည်းကျွန်တော်တို့၃ညာ၄၃ညာ၈၃လုံးပေါင်းကြီးဒီ2 2ကိုကျွန်တော်တို့ရှင်သလုံးပေါင်းကြီး၈နဲ့ပေါင်းလို့ရှင်ကျွန်တော်တို့၃ညာလို့ပြန်ထည့်တာနော်ဒီမှာက6 6 6လုံးပေါင်းကြီးဒီ6 6 6လုံးပေါင်းကြီးဒီ၃ညာ၃ညာကိုရှင်သလုံးပေါင်းကြီး၃ညာနဲ့ပေါင်းလို့ရှင်ကျွန်တော်တို့၃ညာလို့ထည့်တာဒီမှာကျွန်တော်တို့၃ည၆၆၃လုံးပေါင်းကြီးဒီ2 2ကိုကျွန်တော်တို့ ရှင်းသလုံးပေါင်း6နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့8လို့ထည့်တာနော်ဒီမှာကကျွန်တော်တို့63လုံး63လုံး3လုံးပေါင်းကြီးဒီ8 8ကိုကျွန်တော်တို့ရှင်းသလုံးပေါင်း9နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့9လို့ထည့်တာနော်ဒီ6 9 3လုံး3တုံညာ1တုံညာ3လုံး8 9 1တုံညာ3လုံး8 9ဒါက तू ကအပီးစီပဲကျွန်တော်တို့သူပေးတာမပေးတာပါပါသူ့လို့ထိုးရမှာကျွန်တော်တို့လို့နော်60တွေတွေကကျွန်တော်တို့ကျွန်တော်ကတော့ဒါအဓိက main ဒီ60တိတိရကျွန်တော်တို့ဟိုအော့မယ်ဆိုတော့အော့လို့ရတယ်နော်60တိတိရအော့မယ်ဆိုလေအော့လို့ရတယ်ထပ်မှာလည်းကျွန်တော်တို့ခင်းခဲ့ပြီးပြီအဲ့ခင်းတဲ့နောက်ကိုလည်းကျွန်တော်တို့လိုက်တယ်လိုက်တာလည်းကျွန်တော်တို့ဘလိုက်ကြီးလိုက်တာမဟုတ်ဘူးနော်သူ့ဟာသူ့ဟာလေးနဲ့သူသူ့ထောက်လေးနဲ့သူ6ခန်းနဲ့ကျွန်တော်ပြောခဲ့တဲ့5ခန်းနဲ့6ခန်းနဲ့5ခန်းနဲ့အညီနော်6ခန်းနဲ့5ခန်းနဲ့အညီဟိုဂျန်နက်ပါဝါတွေတွေလည်းအခုနီးကိုအောင်လည်းကိုစဉ်းစားလို့ရတယ်ဒီဒါတဲ့6ခန်း site မှာတော့ဒီ60တိတိရဒီသူ့သူ့နီးသူ့ဟာလေးနဲ့သူ့ဟာလေးနဲ့သူအကောင်းဆုံးအနေထားမှာရှိတယ်လေကျွန်တော်ကတော့နည်းလေ အဲ့ကြောင့်6တလောက်စီးစီးပေါ့နော်မိမိတို့စိုက်နေတဲ့အလုံးကိုထည့်ပါကျွန်တော်ကြိုက်တာကျွန်တော်နောက်မှာပေါ့နော်တက္ကနာပေါ့ဘာလို့ဆိုတော့ဟိုတတိတီကဟိုလိုင်းကောင်းလို့ရှိရင်လွှင့်ရတယ်လွှင့်ရပြီးတော့နောက်ပိုင်းပြီးခဲ့တဲ့ဘက်ကလည်းဟိုနီးရင်လိုင်းကအဆင်မပြေရင်အကုန်မလွှင့်ရဘူးပေါ့နော်မလွှင့်အကုန်မလွှင့်ရတဲ့ခါကျတော့နောက်ဆုံးကနန်းထုတ်ရတဲ့ခါကျတော့ဟိုလိုပေါ့ဘာကြောင့်ဘာကြောင့်ထုတ်တယ်လို့ဆိုတာစီရီကပိတ်ပါမလာဘူးပေါ့နော်အဲ့ပြီးခဲ့တဲ့ဘက်ကကျွန်တော်ကိုခွန်နေစိုက်ပြီးဆိုရင်မပြခဲ့ရဘူးပေါ့နော် အခုခုနှစ်တိုင်းဝင်တယ်တင်လိုက်တယ်အဲ့ဒီ site တွေမပြခဲ့ရဘူးပေါ့နောက်ဆုံးကျတော့ကျွန်တော်ရောထည့်ထည့်လိုက်ရတာပေါ့စိုင်းမပြပန်းတဲ့ဒီတိုင်းတင်လိုက်ရတာပေါ့နော်အဲ့ line ကောင်းတဲ့ချိန်လေးတင်ခဲ့ရတာငါပြီးတော့ site ကတစ်ခုနဲ့တစ်ခုဟိုရောတာမှာဆိုလို့သူ့ကန့်တဲ့သူပေါ့နော်ဒီ site ကိုဒီနေရာမှာပဲဒါနဲ့ပဲသွားတယ်နောက်ပိတ်ဒီတော့ဆယ်ဆယ်သူ့ဒီ site ဒီကျွန်တော်တို့တွေ့ရတော့မြင်ရတော့ကတော့ဟိုနောက်ပိတ်ဒီမပါသေးဘူးခုနက80သွားမယ်ဆိုရင်ကျွန်တော်တို့ကွာလေးနဲ့68လိုကနန်းမျိုးထည့်လို့ရတယ်နောက်ပြီးတော့အချမ်း ၆ကက် site တွေမှာလည်းဒီလို site တွေကဒီလို site မျိုးအခြား site တွေပေါ့နော်အများကြီးရှိတယ်အဲ့လိုဟာတွေနဲ့လည်းဟိုညှက်ထဲမယ်ဆိုလည်းထည့်လို့ရတယ်ဒါမှမဟုတ်ကျွန်တော်ကတော့အဲ့လိုတိတ်ပြီးတော့ဟိုကစားသေးတယ်ပေါ့နော်ဒီ site ကိုသူ့အနေနဲ့ပဲတွားရတယ်ပေါ့နော်အခြား site မှာတော့ကျွန်တော်တို့ဟို break တော်လကောင်းအဲ့လိုပေါင်းခြင်းတော်လကောင်းအထိုင်တလုံးနောက်ပိတ်တော်လကောင်းကောင်းခဲ့လို့ရှိရင်တော့ဒီမျိုးပေါ့ဗျာနော်ငါစူးစမ်းပြီးတော့တက်ပါဦးမယ်တော့ဆိုတော့ကျွန်တော်တို့19ဂျီမှာ61နောက် CD ဆွဲပါ